တော်လိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်တပ်ဖြတ်ဖို့လက်နက်တွေပြစ်ဖြစ်တုံတွင်ပြောင်းသွားရလိမ့်မယ်။ရဲခါတွေကငလင်ကယ်ဆယ်ရေးစုသွားပြေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လဲမိဂါမတ်တာပဲရောက်ပါလိမ့်မယ်။ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတစ်ခုလုံးပြိုပြတ်သွားတဲ့ကြာသူ့ရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်။ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးဘဲအသက်ချက်ပြီးတော့ရှေဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့လူမှုအစိုးရပြည်သူအစိုးရ NGO နဲ့တိုက်ရိုက်ဆက်သွယ်ပြီးပြည်ပကူညီချင်းဖြစ်စေ နိုင်ငံကအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးရော့လှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ကယ်ဆယ်ရေးအကူအညီပေးမိနိုင်ငံတကာအဖွဲ့အစည်းတွေကိုဗိုလ်ကြီးနေမျိုးစင်မှအထူးတတိပေးလိုက်တဲ့ရုပ်တံအပြင်စကိုင်းမြို့ကိုကျော်လွန်၍ငလင်ဘေးကူညီကယ်ဆယ်ရေးသွားမိအဖွဲ့များနဲ့ရင်းနှင်းများကိုစစ်တပ်ပြူစောထီးနှင့်ပြည်သူစစ်များကတာစီတော်လန်ရေးအဖွဲ့များစိုးမိုးသောဒေသများသို့ခွင့်ပြုချက်မရှိလျင်တွားရောက်ကူညီခွင့်မရှိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ် စကိုင်းမြို့ကိုကြော်လွန်၍ငလင်ကူညီကယ်ဆယ်ရေးသွားမည့်အဖွဲ့များနှင့်ရင်းနှန်းများကိုစစ်တပ်ပြူစောထီးနှင့် ပြည်သူစစ်များကစတင်တားဆီးနေပြီးခွင့်ပြုချက်မရှိလျင်တော်လန်ရေးအဖွဲ့များစုမိုးသောဒေသများသို့တွားရောက်ကူညီခွင့်မရှိဟုတရားဝင်ပြောဆိုပိတ်ပင်လာကြောင်းတားဆီးခံရသည့်ကူညီရေးအဖွဲ့တချို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့်ဧပြီလ6ရက်နေ့ငလင်တန်တဲ့မင်းကွန်းဒေတာတို့ကုညီကယ်ဆယ်ရေးတွားရောက်ကြိုးစားခဲ့သည့်ကုညီရေးအဖွဲ့တစ်ခုမှာ စကိုင်းမြို့အထက်တွင်စစ်တပ်နှင့်ရဲများ၏တားဆီးမှုခံခဲ့ရကြောင်းတပ်ဆိုင်ရာမင်းကုန်းဒေတာအာဏာပိုင်များနှင့်ချိတ်ဆက်ထားမှုရှိခြင်းစံစီစားအပါဝင်ရိတ်ခါနှင့်ရေတပ်စေးဝါးများအမိုးအကာများတပါတဲ့ပါဝင်လာခြင်းတို့ကြောင့်တွားရောက်ခွင့်မပြုဘဲစကိုင်းမြို့ပေါ်တွင်သာကယ်ဆယ်ရေးနှင့်ရိတ်ခါပစ္စည်းများထားခဲ့ရန်ပြောဆိုပြီးပိတ်ပင်တားဆီးခဲ့ကြောင်းသိရှိရသည့်ငလင်ဘေးတင်ဒေတာကိုတွားမယ်ဆိုရင်တပ်ဆိုင်ရာဒေတာအာဏာပိုင်အဖွဲ့အစည်းတွေနှင့်ချိတ်ဆက်ပြီးတော့ ကယ်ဆယ်ရေးအတွက်ပေးမဲ့ပစ္စည်းတွေစည်ရင်စရာနဲ့တကွအတိအကျတည်ယူပါမယ်ဆိုတဲ့ခွင့်ပြုချက်ယူမှတည်ခွင့်ပေးမယ်လို့ပြောတယ်။ကယ်ဆယ်ရေးပုံစံဖမ်းပြီးအကြမ်းဖက်အဖွဲ့တွေအတွက်ရိတ်ခါစေဝါစုဆောင်တာမျိုးဖြစ်မှာဆိုလို့တားဆီးတာလို့ပြောပါတယ်။လူချင်းရင်တော့စကိုင်းမျိုးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေစီမသွားလူပါမလူချင်းရင်လည်းနောက်ပြန်လဲပါလို့ပြောတယ်ရှေ့ဆက်သွားချင်းရင်တော့ခွင့်ပြုချက်မပါရင်မရဘူးလို့ပြောပါတယ်ဟုယမန်နေ့တားဆီးခံခဲ့ရသည့်ကုညီကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည် မှာတော့စိုးဝါကြမ်းတမ်းခက်ခဲတဲ့အခြေအနေတွေကိုအားလုံးကဘက်ပေါင်းစုံကရင်ဆိုင်ဖြတ်ကျော်နေရပါတယ်ဘက်ပေါင်းစုံဆိုတဲ့နေရာမှာပြည်သူလူထုနောက်တစ်ခါတော်လိုင်းကြီးအင်အားစုပြီးရင်အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်ခြင်းနဲ့စစ်ကောင်စီအင်အားစုပေါ့သုံးခုရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီနေ့ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်အကြံပြန်သုံးသပ်ပြချင်ပါတယ်အခုဆိုရင်ဒီ masla masla 20နဲ့ရှင်းနေရဖြစ်ပေါ်ခဲ့တဲ့9.9 register scale ရှိတဲ့ငလင်ကြီးကြောင့် ခုဆိုရင်နေပြည်တော်မှာရှိတဲ့ဖက်စစ်အုပ်ချုပ်ရေးရန်ညားကြီးရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးအဲသွားတယ်အုပ်ချုပ်ရေးရန်ညားကြီးတခုလုံးရက်တက်နေပါဖြစ်နေတယ်ဆက်သွေးကွင်းတွေကအများအများပြတ်တော့ကုန်ပြီးတော့ခုဆိုရင်မင်းအွန်လိုင်းနဲ့ဖက်စစ်အကြမ်းဖက်အုပ်စုဟာအတော်ပြိုပြဲနဲ့လေပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီကြားထဲမှာပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးပြီးပြီးတော့ပျော်ပွဲတောင်ငူ ဒီပြည့်ရီကျော်ကြီးဒီစကိုင်းဖော့ပြည့်ရီကျော်ကြီးတစ်ယောက်မှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့တဝိုးရင်စီစီအနေနဲ့တိုက်တာပိုင်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတတိစတိုက်ဆိုသလိုနောက်ဆက်တွဲလှုပ်ခတ်လာတဲ့မလင်းအန်နေတွေဒီကြောက်ပျက်စီးနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့တဘာဘေးအန်နေကြီးကိုကျွန်တော်တို့ဟိုဒီလူလုအာနာရှင်ကပေးရန်နေရကြောက်ပုံမှုပျက်စီးစေခဲ့တဲ့အကြောင်းကိုကျွန်တော်နှန့်ရှင်သုံးသပ်ပြချင်ပါတယ်ဥပမာအနေနဲ့ပြောရရင်2000ခုနှစ်ကျွန်တော် အာဒီအခုအမြန်လန်းအဲ့ဒီကာလကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်အမြန်လန်းဒီတောင်ငူနဲ့ပျော်ပွဲတောင်ငူနဲ့ဖြူပတ်ဝန်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်ရောက်ကို2009ခုနှစ်တုန်းကကျွန်တော်ရောက်ရှိခဲ့ပါတယ်မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တောင်ရောက်လေ့လာကြည့်ရှုခဲ့ပါအဲ့ကာလမှာဘဒူတွေစီးပွားအရန်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်းကွန်ကရစ်လမ်းခင်းတဲ့နေရာမှာပအဝင်ထည့်သွင်းအသုံးပြုရမယ့်ဒီငါးမူတန်တန်ချောင်းတွေကိုပေါ့အဲ့ဒီမောင်ခိုကုန်တွေတွေက ဒီ GE တက်တီချီကနေပြီးတော့ခိုးဝယ်တာပေါ့ညာဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ဝယ်ကြတာအဲ့တော့ GE တက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအ мян လန်းခင်းရမှာအသုံးပြရမယ်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အ мян လန်းခင်းတဲ့နေရာမှာဝါးတွေတုံးဖို့ဘာမှမထည့်ပဲသူတို့ခင်းကြတယ် ဒါညဖက်ဒီမှာကျွန်တော်သွားတွေ့ခဲ့တာအဲ့တော့အဲ2009ခုနှစ်ကအမြန်လိုင်းဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်သူခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲပဲနီးပြီးတော့ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့စေအုပ်စုကသူ့ရဲ့ဘလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝေခံချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်ဒီလိုပဲနီးပညာရခိုးလို့ရတာအကုန်အပြိုင်သူခိုးခဲ့ကြတဲ့အဆောက်အုံတွေ ဖြစ်တယ်ဒါကြောင့်မလို့ခုအမြန်လိုင်းနေအပိုင်းပိုင်းပြတ်တောက်ပြုတ်ပြူကြတာရုံးအဆောက်အုံတွေပြူကြတာပေါ့ပြူကြတဲ့အထက်မှာတော့အတိတ်နမိတ်တို့လည်းပြောရင်ပြောရမှာပေါ့အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူရဲ့စင်ဝင်ဆိုတာဟာတကယ်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတာတွေနိုင်ငံတကာအဲ့ဒေဝင်ကြီးတွေသူကလောသမကစသဖြင့်ပေါ့တကယ် ဒိတ်ဒိတ်ကျဲဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမအဆုံးဆဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအသက်ဝင်လဲပတ်ရဖြစ်တဲ့လူတော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်တော်တော်တဲ့ဝင်တဲ့လမ်းလုံးဝပြတ်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါဘဲနဲ့တချို့နေရာဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြတ်ကျသွားတာအတိတ်နမိတ်ပေါ့ဆိုတော့ အချုပ်ချာအာဏာရဲ့စတင်တရားကြီးကိုအဝင်ကအစသဘောဝါကြီးဖြစ်စည်းသွားပြီဖြစ်တဲ့တကြောင်မင်းအောင်လှိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲတစ်စင်းသူ့ကိုယ်သူတမတာအကန့်ဖို့သွားမဲ့အစီအစဉ်ကိုတဘာဝအောင်ကန့်ကွက်နေတာဆိုတာလေးထည့်သွင်းပြောချင်တော့ဆိုတော့တဘာဝဘီကြီးရဲ့အဆုံးစုံအထိဖြစ်စည်းမှုအန္တရာယ်ကိုကျွန်တော်တို့အခုကလူလောက်ကပ်ပေးကြောင့်ပုံမှန်ဆိုးရွားစွာရင်ဆိုင်ဖြတ်ကျော်ရတာဖြစ်ပါတယ် ပထမဆုံးဘာလို့လူလုကပြီလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအမတန်ဖျားပြင်းတဲ့ magnitude အားဖြင့်မြင်မာတဲ့ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းတွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက် ပြီးတော့ဆောက်လုပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေအတုံးသုံးဒီအဆောက်အုံတွေကအစအကုန်လုံးငလင်းတန်းခံနိုင်တဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ကြရလမ်းခင်းသလားလိုက်တိုင်းနဲ့ဖောက်ကြည့်တယ်ဖောက်ကြည့်ရကုန်ဘလောက်ခင်းတာအဆောက်အုံဆောက်လာပိုင်ရဲသလားဘလောက်ထိမြေအမြင့်အနေမြင့်မှာကွန်ကရစ်ဘလောက်ထဲလေဖျော်ဆက်အကုန်လုံးအသေးစိတ်တို့ကြည့်ပြီးတော့ငလင်းတန်းခံနိုင်မှုအထိပြည်သူအကျိုးကိုရှေ့ရှုပြီးတော့အနေဒီဆိုရလုတ်ပိုင်ငွေရှိသည်မြ၄၅နှစ်အတော်တည်းမှာရအောင်လုတ်ခဲ့ကြ ဗလင်းဆိုးဝါးကြုံလာခဲ့ရင်လည်းဘလို့ဖြတ်သားမယ်ဘလို့တီးမနေတဲ့စီကူတာရေးဖွဲ့ကဲသေးကွေးအကူကြီးဖွဲ့နိုင်ငံတကာနဲ့ဘလို့ဘလို့အားလုံးစတဲ့ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းအုပ်စုရဲ့အထမအာနာသိမ်မီသူတို့တကူစီးပွားနဲ့စစ်ဘိုလ်ချုပ်တစု ကိုကျိုးစည်းဘွားအတွက်ပဲဆက်လက်နဲ့ပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်ဖြတ်ဖို့ပဲသူတို့ကြိုးစားခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေကယ်ဆယ်ဖို့တွေထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိဘဲနဲ့အခုဒီရပိုင်းဆိုတွေ့ရပါလိမ့်မယ်ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မဆိုသူတို့ရှိကိုသဘောတူညီချက်သူတို့ရှိခွင့်ပြုချက်ရှောက်ထားသူတို့ခွင့်ပြုမှာ ကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဘာလဲသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါလာလူသမ ्या အကုန်လုံးအေးငါတို့ပဲပေးထားငါတို့ကဆက်လို့မင်းတို့ပြန်မင်းတို့လုံညိုရမင်းတို့အမမခံဘူးမင်းတို့လည်းစိတ်မချအောင်ကယ်ဆယ်ကူညီရတဲ့ပစ္စည်းအလုံးကိုအမှုနီးနဲ့ဓမြတိုက်ဖို့သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်စစ်ရန်နေရာအတွက်လိုအပ်တဲ့စစ်တလက်နဲ့ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကယ်ဆယ်ကူညီရေးနိုင်ငံတကာတော်လကောင်ပြည်သူ့ပြန်လဲအလှူတော်လကောင်သူတို့အမှုနီးနဲ့ဓမြတိုက်ဖို့ကြိုးစားပြီးတော့လုပ်တယ်အာလူလုကပ်ဘေးကြောင့် ခုလိုကျွန်တော်တို့ဆိုးဆိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်ကြိုတင်မစိမှုမရှိကြဘူးဖြစ်လာတော့လေကဲတဲ့ကူညီဖို့အတွက်ကိုသူတို့ကပဲအရာရာထိန်းချုပ်ပြီးတော့ကိုသွေးဆုပ်ပြီးအလူနီးနဲ့တပြားတိုက်ဖို့ကြိုးစားတာအဲလူလုတ်ကပ်ဘေးကြောင့်အဆိုးအဝါဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာရောက်အလူရှင်တွေနိုင်ငံတကာအဆိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လက်အောက်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့ဆိုးဝါးတဲ့ငလင်ပီးရင်ဆိုင်ရတဲ့ပြည်သူတွေတို့ကိုတကယ်ကူညီခြင်းနဲ့ဆိုရင် ်ဖက်စစ်အကြမ်းဖက်ဆေးဥစုရဲ့ထိန်းချုပ်မှုအောက်ကသွားသွေးလုံးဝပြည်သူလူထုတွေကိုဆရာခိုင်နှုန်း20ရာခိုင်နှုန်းတော့ရောက်ဖို့မသေးကြပါဘူးသူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နည်းနဲ့ကိုသေးဆုပ်ဖို့ဖြစ်ပါလိမ့်မယ်ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့နင်းနာဆုံးရှုံးမှုငဲ့ညာတော်လဲပဲခိတ္တဆောင်ဆိုင်ပါကျွန်တော်တို့တွေ ိတိကျကျเนาะကူညီနိုင်မဲ့ဖီအားတွေနဲ့စီးရီးဖီအားနိုင်ငံရေးဖီအားပြည်သူလူတရားလုံးနဲ့အားလုံးဖီအားတွေနဲ့ဖက်စစ်အုပ်ချုပ်ထိန်းချုပ်မှုကိုကျွန်တော်တို့ပွက်အံပွားနိုင်တဲ့အထိခဏဆောင်ဆိုင်ပြီးတော့စုဆောင်းထားပါထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလောက်အောင်မှဖြစ်တယ်။အခုချိန်မှာသွားပြီးတော့ COC ကိုရောက်ထူထောင်မှုပေးရထူထောင်မှာမဟုတ်ဘူး။ကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်တပ်ဖြတ်ဖို့လက်နက်တွေပြစ်ပြစ်တုံသွင်ပြောင်းသွားရလိမ့်မယ်။ရေးကားတွေကငလင်ကယ်ဆယ်ရေးစုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးအဖွဲ့ကိုရောက်ရင်လေမိဂါမတ်တာ ဘယ်ရောက်ပါလိမ့်မယ်။ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတခုလုံးပြုတ်ပြတ်သွားတဲ့အတွက်သူရဲ့ဝန်ထမ်းဆိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်။ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးကိုပဲအသက်ထပ်ပြီးတော့ရှေ့ဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့လူမှုအစိုးရပြည်သူ့အစိုးရ NGO နဲ့တိုက်ရိုက်ဆက်သွယ်ပြီးပို့ကူညီခြင်းဖြစ်စေနိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတစ်ပါးဖြစ်စေ ဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရောလှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအဲ့တော့လူလုံးကပ်ဖေးကြီးကိုကျွန်တော်တို့အများဆုံးကြော်လွားပြီးတော့နောက်ဖြစ်လာနိုင်ခြေရှိတဲ့သဘာဝကပ်ဖေးတွေကိုအကောင်းဆုံးရုန်းကန်ကြော်လွားဖြတ်ကျော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းမှုလိုပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးနယူးတော်လိုင်းရဲ့အပြစ်သက်အောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတူဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျ